ဒီနေ့နောက်ထပ်နေစဉ်သုံးတရုတ်စကားပြောသင်ခန်းစာလေးကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ပါကြာနော်ဒီနေ့ကနေစဉ်သုံးတရုတ်စကားပြောသင်ခန်းစာ6အဲသင်ခန်းစာ6မှာဘယ်စလုံးလေးနဲ့စမှာလဲဆိုတော့ကျွန်တော်တို့ဒါခီးသွားတဲ့အခါမှာဖြစ်တတ်တဲ့အခက်အခဲလေးနော်အာတရုတ်စကားဘယ်လိုပြောလဲဆိုတော့ချက်စော်ကြိုက်နာလီအဲတရုတ်စကားတွေကဘာလဲဆိုတခါလေးကြောက်ကျွန်တော်တို့ဟိုကိုအရေးပေါ်ကိစ္စပေါ့နော်အိမ်နာပင်နာမှာလဲဒါလေးမေးရတဲ့အခါ ကြုံတက်ပါတယ်เนาะပြီးသွားတဲ့ခါအဲ့လိုမျိုးအခါမှာဘာပြောမလဲဘယ်လိုပြောမလဲတရုတ်လိုကချက်စောစိုက်နာလီချက်စောစိုက်နာလီအဲဒီလိုမျိုးလေးပြောပါတယ်เนาะအဲ့တော့ဟိုခုဘက်ကနေပြီးတော့ဘယ်လိုပြန်ဖြည့်မလဲဆိုရင်သူကလက်ညှိုးလေးပါလေးလှန်ထူပြီးတော့ဘူးเนาะစိုက်နာပြန်စိုက်နာပြန်စိုက်နာပြန်အတိတ်ကခုဘက်မှာအဲလက်ညှိုးထိုးပြီးဒီလိုမျိုးပြောတတ်တာပါเนาะ ်နောက်တစ်ခုကျွန်တော်တို့တွေခီးသွားကြတဲ့အခါဘာဖြစ်တယ်လဲဆိုလမ်းပျောက်သွားတာပေါ့ဟလားအင်္ဂလိပ်လိုပြောရင်တော့ I'm lost ဒီလိုမျိုးပြောတယ်မလားအခုကျွန်တော်တို့ဒီမှာတော့တရုတ်လိုပြောရင်ဟောမီလူလာဟလားအဲ့ဒါလေးကိုဟောမီလူလာဟောမီလူလာဟောမီလူလာအဲငါလမ်းပျောက်သွားလို့ဒီလိုမျိုးပြောတာပေါ့နော်အဲ့ဆိုရင်ဘာလုပ်မလဲအကူကြီးတောင်းမှာပေါ့ချင်းပန်းဝေါ် ဟာငါ့ကိုကူညီပေးပါဦးအတိတ်ဗျာငါ့ကိုကူညီပေးပါဦးတရုတ်လိုပြောတော့ချင်ပန်းဝချင်ပန်းဝဟာအဲဆိုရင်ဟိုဘက်ကကူညီမဲ့သူကဘယ်လိုပြန်ပြောမလဲဟောင်းတဟောင်းတဟောင်းတအဲကောင်းပါပြီပေါ့နော်ညီမအတိတ်ဗျာအဲ့လိုမျိုးနော်အဲ့တော့ဒီမှာမက်ဆရာတနည်းချင်းနေနေပါပဲနော်မက်ဆရာသိမမြောက်ဘူးအရာလေးတွေတော့အကုန်လုံးရအောင်မှတ်ကြစီခြင်းပါလေပထမဆုံးပါလေချက်စောကြက်နားလီ အိလာပြန်มาလဲလို့မေးတဲ့အခါအတုံးများပါတယ်စက်နပြန်ဟိုဘက်มาပါလို့ညွန်ပြတဲ့အခါမှာအတုံးများပါတယ်ပြီးတော့ဘောမီလုလာအဲလမ်းပြောက်တဲ့အခါမှာအတုံးများပါတယ်ပြီးတော့ချင်းပန်းဝအငောက်ကိုကုညီပါအောင်ဆိုပြီးတော့အကူညီတောင်းတဲ့အခါမှာအတုံးများပါတယ်နော်ဟောင်းသက်ဆိုတဲ့ခြေလုံးကကောင်းပါပြီโอเคပါစသဖြင့်ပြန်လဲပြီးတော့ဖြေချတဲ့အခါမှာအတုံးပြုလိုက်ပါတယ်နော်ကဲဒီနေ့ဒီသင်ခန်းစာလေးကိုလေးချင်းပြီးနောက်နေ့ဒီမှာလေးနောက်ထပ်သင်ခန်းစာလေးတွေနဲ့ ဆက်လက်လေ့လာကြရအောင်ဒီလီ Chinese ကနေပြီးတော့အများအားဖိတ်ခေါ်ပါတယ်เนาะ